င်္ဂလာပါခင်ဗျာအခုချိန်ကစတင်ပြီး2025ခုနှစ်ဇွန်လ28ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါ အခုပထမဆုံးတစ်ပုတ်အနေနဲ့ပျော်ပွေမျိုးညောင်ကုန်းရဲစခန်းအနီးစက်ကြီးကောက်နေတဲ့စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်အရာခံပူအပါဝင်စစ်သားလေးဦးတိဆုံတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ26ရက်နေ့မှာမန္တလေးတိုင်းဒေသကြီးပျော်ပွေမျိုးနယ်အတွင်းမှာရှိတဲ့ညောင်ကုန်းရဲစခန်းအနီးမှာစက်ကြီးကောက်နေတဲ့စစ်ကောင်စီဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအောင်ဆန်းစလန်နတ်မောက်အောင်ဆန်းမြေတပ်ဖွဲ့မှတရင်ထုတ်ပြန်ပါရီ။အဆိုပါဂိတ်မှာစစ်ကောင်စီစစ်သား၄ဦးရဲတအုပ်နဲ့ပြူစောတီတအုပ်စုစုပေါင်း6ဦးရှိနေ ပြီးတော့အောင်ဆန်းလန်နမောက်အောင်ဆန်းမြေတပ်ဖွဲ့မှခြေလျင် ဝင်ရောက်တိုက်ခိုက်ရာမှာအာရကံဘူတအူးအပါဝင်စစ်ကောင်စီ စစ်သား၄ဦးသေဆုံးပြီးတော့ပြူစောတီနဲ့ရဲမှလက်နက်ယူကထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။တိုက်ပွဲဖြစ်ပွားချိန်၃မိနစ်သာကြာမြင့်ခဲ့ပြီးတော့ဒေါ်လိုင်းရဲပေါ်များအားလုံးအထီးခိုင်မရှိဘဲစုခွာနိုင်ခဲ့ကာအဆိုပါဂိမ်းမှ MB1 တက်နဲ့၃လက်တက်လက်ပျက်စီ 5.56G 64တောင်းခရီးသွားပြည်သူများစီမှဂိတ်ကြီးအတ္တမကောက်ခံငွေ၁၈,၅၀၀ကျပ်နဲ့ဖုံးနှလုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပလောကြောက်ကကြေးရွာပြူစောတိစကန်းကိုဝင်းရောက်စီးနေစစ်ကောင်စီဘက်မှအလောင်း၃လောင်းနဲ့လက်နက်ခဲယမ်းများတင်စီရရှိတဲ့တရင်ကိုတင်ပြပေးပါမယ်။၂၀25ခုနှစ်ဇွန်လ29ရက်နေ့မနက်9:00နာရီခွဲအချိန်ဝန်းကျင်မှာပလောမျိုးနယ်ကြောက်ကကြေးရွာမှာရှိတဲ့စစ်ကောင်စီလက်အဝေးခံပြူစောတိစကန်းအားပြည်သူ့ကာကွယ်ရေးတပ်မတော်မြိတ်ခရိုင်အမှတ်၁တပ်ရင်းကရင်အမျိုးသားကာကွယ်ရေးတပ် KNDU တပ်ရင်း9မဟာမိတ်တပ်ပေါင်းစုမှဝင်းရောက်စီးနင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။အဆိုပါစီးနင်းမှုဟာ15မိနစ်ကန်းသာကြာမြင့်ခဲ့ပြီးတော့ပြူစောတိများထွက်ပြေးသွားခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်စင်ရေးအတွင်းရန်သူအလောင်း3လောင်း M16A1 rifle လေးလက်၊၎င်းကြည်ပေါင်းနှစ်ခု AK47 rifle တစ်လက်၊၎င်းကြည်ပေါင်းလေးခု 5.56G အတောင့်တစ်ထောင် 7.62G 138တောင့် လက်ပစ်ဘုံနှလုံးနဲ့အခြားစစ်အုံဆောင်ပစ္စည်းများတင်စီရမိခဲ့တယ်လို့သိရပါတယ်။အဒီနောက်မဟာမိတ်တပ်ဖွဲ့ဝင်များငယ်မြေရှင်းလင်းရေးများဆောင်ရွက်ပြီးတော့အထူးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့ပခုတ်ကူတက်မတရားတစ်ကထွက်လာတဲ့စစ်ကောင်စီရင်တန်းများနဲ့စစ်ကြောင်းများကိုနေစဉ်မိုင်းဆွဲတိုက်ခိုက်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ပခုတ်ကူတက်မတရားတစ်မမေလ31ရက်နေ့ကထွက်လာတဲ့အကြံဘတ်စစ်တက်မဒူးတက်မမူဦးဆောင်တဲ့စစ်ကောင်စီရင်တန်း120ကျော်ခန့်နဲ့အကြံဘတ်စစ်ကြောင်းအင်အားတထောင်ခန့်ကိုတော်လိုင်းအင်အားစုများပူးပေါင်းပြီးတော့ပြင်းအားမြင့်မိုင်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်းကံမတပ်ပေါင်းစုမှသတင်းထုတ်ပြန်ထားပါတယ်။ပခုတ်ကူကံမ ရေပြာလမ်းပိုင်းနဲ့ကမ္မဒေသတွင်းမှာရှိတဲ့ပျောက်ကြားခြုံကိုတိုက်ခိုက်ခြင်းများထိတွေ့တိုက်ပွဲများကိုနေစဉ်ရက်ဆက်တားဆီးပိတ်ပင်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ဇွန်လ24ရက်နေ့မှာစစ်ကောင်စီတပ်သားတအူဇွန်လ25ရက်နေ့မှာစစ်ကောင်စီတပ်သားတအူဆက်သွယ်အလင်းဝင်ရောက်လာပြီးတော့စစ်ကောင်စီတပ်များမိုင်းရှင်းလင်းစဉ်မှာထိခိုက်ပျက်စီးတဲ့မြေတူးဆက်ကိုလည်းတင်စီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အကြံဘက်စစ်ကောင်စီက ကြွမနိုင်ကြည်မီနဲ့ရှုဆိုသလိုပဲပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းအများပြည်သူပိုင်အိုးအိမ်များတာသနာအဆောက်အဦများဆေရှောင်ပြည်သူများကိုရီမန်းချက်ရှိရှိဘုံကျဲတိုက်ခိုက်လျက်ရှိပြီးတော့ပြည်သူ15ဦးဖမ်းဆီးခံရက9ဦးတပ်ဖြတ်ခံခဲ့ရတယ်လို့သိရပါတယ်ခင်ဗျာဆက်လက်ပြီးတော့စောင်းနန်းခဲတိုက်ပွဲမှာစစ်ကောင်စီလက်အောက်ခံ PNL တပ်မှတက်ခွေမှုဘူကြီးနောင်ဆိုင်တိစုံတဲ့တရင်ကိုတင်ပြပေးပါမယ် ဖေကုံအင်းအရှိချမ်းစောင်းနှန်းကဲကြီးရွာကိုဇွန်လ23ရက်နေ့မှာ အကြံဘတ်စစ်ကောင်စီတပ်နဲ့ PNU PND ပြည်သူစစ်တုစစ်ကြောင်းထူလာခဲ့ပြီးတော့ဇွန်လ26ရက်နေ့မှာ၎င်းစစ်အုပ်စုတို့ဟာစောင်းနှန်းကဲကြီးရွာအတွင်လှုပ်ရှားမှုပြုနေစဉ်မှာဖေကုံ PDF 133936တက်ရင် drone တက်ဖွဲ့ Phegon Sky Predators Drone Force Battalion 1006မှ drone ဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။အထူးတိုက်ခိုက်မှုအတွင် PNE တက်မှတက်ခွဲမှုပူကြီးနောက်ဆိုင်တည်ဆုံးခဲ့ပြီးတော့ PNE တက်သား9ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံ PNE တက်တို့ဟာစောင်းနိုင်ခဲ့ကြေးရွာအတွင်ဝင်ရောက်လာတာနဲ့တပြိုင်တည်းရွာအတွင်းမှာရှိတဲ့ပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းနဲ့ ိမ်တွင်းမှာရှိတဲ့အသုံးဆောင်ပစ္စည်းများကိုယူဆောင်ခြင်းစာတာတို့ကိုပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ဘဲကုံအင်းအရှိကျန်းကို PNO PNE ပြည်သူစစ်မှဥဆောင်ပြီးတော့တော်လန်ရေးတပ်ပေါင်းစုများထိန်းချုပ်ရာနေမြေများအတွင်စစ်ကြောင်းထိုးမှုများအပြင်းထန်ပြုလုပ်လျက်ရှိနေပြီးတော့တိုက်ပွဲအတွင် စစ်ကောင်စီတပ်မှလေရင်ဘုံကျဲမှုနှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တရချောင်းမင်းတက်ရွာဖုန်ကြီးချောင်းမှာအထိုင်ချတက်ဆွေးထားတဲ့စစ်ကောင်စီတက်ကို တိုက်ခိုက်မင်းတက်ရွာကိုထိန်းချုပ်နိုင်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။2025ခုနှစ်ဇွန်လ26ရက်နေ့နေ့လယ်တနားရီအချိန်မှာမင်းတက်ရွာဖုန်ကြီးကျောင်းမှာအထိုင်ချတက်ဆွဲထားတဲ့အာနာသိန်းစစ်ကောင်စီတပ်ကို KNL တပ်ရင်းစစ်နှစ်လောင်းအောက်ခံတပ်ခွဲနှစ်နဲ့ဒေါ်လန်ဟီပူပေါင်းတပ်ဖွဲ့များကဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်တဝဲခရိုင်မှတရင်ထုတ်ပြန်ထားပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးတော့စစ်သုံးပစ္စည်းတချို့ဒိန်းစီရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။ညနေ3:00အချိန်မှာမင်းတက်ရွာကို KN န်လီတက်ခွေးနှစ်နဲ့ဒေါ်လိုင်းပူပေါင်းတက်ဖွဲ့ကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးတော့မင်းတက်ရွာကိုတက်ဆွေးထားတဲ့စေကောင်စီတက်ဖွဲ့ဝင်များဝင်းဝတက်စခန်းကိုပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စီရီသတင်းကောင်းထုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှဲကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ